အခုမှ hair powder စသုံးမဲ့ပေါ်တာလေးပေါ့နော်ဒီဗီဒီယိုကိုကြည့်ပြအောင်တေးချာလေးကြည့်ပေါ့နော် hair powder ကိုသုံးနည်းလေးကျွန်တော်ပြောပြပေးမယ်အရင်ဆုံးကျွန်တော်တို့ခေါင်းကို6အောင်လုပ်ပေါ့နော်6အောင်လုပ်ထားပါသပင်ကစိုးနေတယ်ဆိုရင်ကျွန်တော် hair powder ကလုံးဝ effective ဖြစ်မှာမဟုတ်ဘူး hair powder မသုံးခင်ကျွန်တော်နည်းနည်းလေးအင်းအောက်မှာကတ်နေမှာဆိုလို့နည်းနည်းလေးရှိတ်ပေးလိုက်ပေါ့နော်နည်းနည်းလေးလိုမျိုးလှုပ်ပေးလိုက်အပီးတာနဲ့ကျွန်တော်တို့ဒီလိုပေါ့နော်သပင်ကိုကျွန်တော်ဒီလိုမျိုးအလွှာလေးတွေပြအဲ့လိုယူလိုက်ကိုလိုချင်တဲ့ဒီနေရာပေါ့နော်ဒီမှာဒီရလို့ကျွန်တော်အဒီလိုမျိုးအလွှာလေးတွေယူ ပြီးကျွန်တော်ဒီအောက်ခြေကိုလေရအောင်အောက်ခြေဘက်ကိုရအောင်ထည့်ပေါ့နော်ဒီပြီးနောက်တလွာယူအဲဒီအောက်ထည့်အောက်ခြေဘက်ကိုထည့်ပြီးအများကြီးလည်းသုံးစရာမလိုပဲဒီလားအများကြီးလည်းသုံးစရာမပြီးဒီရှေ့ဆိုအောက်ခြေတလွာယူအင်းအဲဒီဒီဘက်ဆိုရင်လည်းလိုမျိုးအောက်ခြေလေးတွေအကူလိုချင်တဲ့နေရာတော့ဘောနော်ကိုကဘလို့ခွဲမှလဲကျွန်တော်ဆိုတာဒီလိုခွဲရဆိုတော့ကျွန်တော်လိုချင်တဲ့နေရာလေးကိုကျွန်တော်ဟဲပေါင်တာလေးထည့်လိုက်မယ်နော် လေးလေးနည်းနည်းလေးဟားလိုက်ပေါင်းလိုက်ဖြူလိုက်အောက်ခြေရအောင်အဓိကလှုပ်ဖို့ပဲလေလားအောက်ခြေတကယ်ကိုခြေဘက်ကိုရအောင်လှုပ်ဖို့ကအဓိကပဲဒါမှကျွန်တော်ဒီအောက်ဖက်ကနေပြီးတော့အပေါ်ဘက်ကို volume တက်လာမှာပေါ့နော်ဒီအပေါ်ရင်အဖျန်းနာကတိတ်ပြီးတော့ effective မဖြစ်ဘူးလို့ကျွန်တော်ထင်တယ်ဖြူလေးတွေပြောက်သွားလက်ကလေးနဲ့လိုက်ပြီးတော့ လုတ်ပြီးပေါ့ဗျာဆိုရင်ဒါကျွန်တော်ဟဲပေါင်တာတုံးပြီးတကာလာပေါ့နော်ဇပင်းရဲ့ဒါ volume လေးလေးတက်လာတယ်ပုံစံလေးလေးဖောင်ဖောင်လေးဖြစ်သွားတယ်ပေါ့နော်ဒီပဲလေးတွေလိုအပ်ရင်တော့လိုအပ်ဆိုထည့်ပေါ့နော်အများကြီးကတော့အရင်မတုံးပါရင် less is more ပါပဲနည်းနည်းလေးနဲ့အဲနည်းနည်းလေးအစီအပြန်လုတ်ပေါ့နော်ဖြားကျင်နေဆိုရင်တော့တိတ်တော့ short မရှိဖြားကျင်နေဆိုရင်တော့ဇပင်းကိုအဲလိုမျိုးလေးလုတ်ပြီးတော့ဒါဟူဝါဟူဝါလုတ်လိုက်ဖြားကျင်နေဆိုရင်တော့တိတ်ပြီးတော့ short မရှိဘူးနော်ဒါမှမဟုတ်ဆိုရင်ဇပင်းကတော့တချာလေးတွေနဲ့တော့သူပုံစံလေးပေါ့ဗျာ ဲလိုဒီပေါင်းနာလေးတွေလိုချင်နေဆိုရင်တော့အောက်က tiktok account မှာသွားပြီးမှားလို့ရတယ်